တီတီတတာစကားရီပြောတဲ့ချိန်မှာပဲမထင်မထားအရာတစ်ခုကြောင့်လောကကြီးကနေထွက်သွားရတဲ့တားငယ်လေးအားလုံးမင်းမင်္ဂလာပါမင်းညူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါကျားရဲ့ဒုတိယကို အပီးတိုင်ဆုံးရှုံးရခြင်းဆိုတာမိဘတွေအတွက်တော့အရန်ကိုနာကျင်ဝမ်းနည်းစရာကိစ္စတစ်ခုပါပဲမိဘတွေအဖို့တော့သာသမီကယတနာတပါလိုပါပဲကလေးတယောက်ကိုဝမ်းနဲ့လွယ်ပြီးအောင်မွေးရတယ်လို့အပြင်လောကကိုရှောက်လာပြီးဆိုရင်လည်း ကလေးတွေအပြစ်နာစာခင်းအောင်ကျမ်းမာရေးကောင်းမွန်ဆောက်ရှောက်ရတာကလည်းမိဘတွေရဲ့ဒုက္ခပါပဲ။ဒါပေမဲ့ဒီဒုက္ခကိုတော့မိဘတွေကဒုက္ခလို့မမြင်ဘဲနဲ့ပျော်စရာအတိုင်းမြုံလေးတစ်ခုရလိုက်တာမို့သားသမီးကိုပြုစုပျိုးထောင်ရင်းအယံကိုကြည်နူမဆုံးဖြစ်နေရတာပါ။ဒါပေမဲ့လည်းဒီလိုပြုစုပျိုးထောင်ခြင်းကနေမှာ အခမ်းမသင့်မဲကလေးတယောက်ဆုံးရှုံးသွားရင်လည်းမိဘတွေအတွက်ကတော့ရင်ခွဲမတက်ခံစားနေရမှအတိထားပါပဲဒီလိုသားသမီးကိုဆုံးရှုံးလိုက်ရမိဘတိုင်းမှာတော့ဝန်နေချင်းအပြင်ကြံရှိနေသည့်ရဲ့ချစ်ရသူတွေကိုပါထပ်မံဆုံးရှုံးရမှာကိုစိုးရင်ကြောင်းရွနာဒါမှမဟုတ်ဆုံးရှုံးရခြင်းအတွက်သူတို့ကိုသူတို့အပြည့်ရှိတယ်လို့ခံစားရတာမျိုးတွေဖြစ်နေတတ်ပါ යි သားသမီးကိုဆုံရှုံလိုက်ကြတဲ့အပူကဘယ်အပူနဲ့မှမတူပါဘူးအခုတခါမှလည်းဒီမီသားစုလေးကတော့ချစ်စရာကောင်းတဲ့သားငယ်လေးတယောက်ကိုပိုင်ဆိုင်ထားပြီးလေးဘက်သွားတီတီတတာစကားတွေပြောတတ်တဲ့အချိန်မှာပဲမိဘရီယရှင်ကိုအစိမ်းလိုက်ခွဲပြီးလောကကြီးတွေကနေထွက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါလီကတော့ချစ်စရာအရန်ကောင်းပြီးအနာရောဂါကင်းသူလေးတယောက်ပဲဖြစ်ပါတယ် ဒါပေမဲ့လေတနေ့မှာတော့မထင်မထားတဲ့အဖြစ်ဆိုကြီးကဝင်ရောက်လာပြီးကျမ်းမာရေးကောင်းနေတဲ့ဒါလေးကရုတ်တရက်ဘဝကူးသွားခဲ့ရပါတယ်။တက်သွားခဲ့တာဖြစ်ပြီးအချိန်ကြာလာနဲ့အမျှအသက်ပါဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။အတက်ယောဂကိုလူတိုင်းကြားပူကြမှာပါ။တကောလုံးကော့ပြန်ပြီးတော့မျက်ဖြူလန်းပါးစပ်စီပြီးတောက်နေရမျိုးဖြစ်ပြီး အတက်ယောဂါကကြီးလိုက်ရင်သာတောင့်ပြီးမျက်ဖြူလန်သွားတယ်လို့အရန်ကြီးစိုးရင်ရတယ်လို့ထင်စရာမရှိပေမယ့်တကယ်တမ်းသူကယောဂါရီရဲ့လက္ခဏာတစ်ခုသားဖြစ်လို့အသက်ဆုံးရှုံးတာရှားပိုင်ဒါပေမဲ့လေဒီတိုင်းကလေးကိုပူရင်တော့စိုးရိမ်နေရတဲ့မိဘတွေကကလေးများတက်သွားလို့ကတော့ပူထူပြီးဘာလို့ရမှန်းကို မသိတော့တာနဲ့အချိန်တွေကြာသွားခဲ့ရပြီးကလေးအသက်ကိုပါဆုံးရှုံးလိုက်ရတာပဲဖြစ်ပါ යි အခုလိုချစ်စရာကောင်းတဲ့တားငယ်လေးတယောက်ဆုံးရှုံးလိုက်ရတာကြောင့် ဖခင်ဖြစ်သူမှလည်းရန်ကိုစိတ်မကောင်းဝမ်းနေနေပြီးသူတို့ကိုသူတို့အပြစ်တင်မဆုံးဖြစ်နေရပဲဖြစ်ပါတယ်။တကယ်ကိုလည်းသာသမီဆုံးရှုံးမှုကဘယ်အရာနဲ့မှမလဲနိုင်ပါဘူး။ဘဝတူတွေပါကိုချင်းစားပါတချို့ကလည်းချစ်စရာကောင်းတဲ့တားငယ်လေးတယောက်အခုလိုဆုံးရှုံးလိုက်ရတာကြောင့်ဘာရောဂါများရှိနေလို့လဲလို့ကလင်းရှိရဲ့မိဘတိုင်းကစိတ်ဝင်တစားရှိနေကြတာကြောင့်ဖခင်ဖြစ်သူကတော့တားလီကတက်တာပါပဲရောဂါတော့မရှိပါဘူးအရန်လွှမ်းနေတသားရဲ့ အရန်လေတရရတဲ့မင်းဆုံးသွားတာအိမ်မက်သားဆိုရင်ဖေးကြီးတိတ်ပြောမိမှာပဲတသားရင်လွမ်းနေတသားရမင်းဖေးကြီးတို့ဘဝတွေကထွက်သွားတာဘာလို့လို့နဲ့ဒီနေ့ဆိုတလားပြည့်တော့တသားမင်းခုလိုဖြစ်သွားတာအိမ်မက်တခုသားဖြစ်မယ်ဆိုတိတ်ကောင်းမှာပဲတသားရင်ဖေးကြီးနဲ့မိမှာတသားအနေတိုင်းလွမ်းနေရတယ်တသားရင်မင်းနောက်ဘဝလူလာပြန်ဖြစ်မယ်ဆိုလေအသက်ရှင်ကျန်းမာစွာနဲ့ပြန်လာပါစေလို့ဖိတ်ဆုတောင်းပါတယ် ကောင်းရမွန်ရပုံပွားရောက်ပါစေတသားဤဆိုပြီးသူ့ရဲ့လူမှုကွန်ရက်မှာရေးသားလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကလေးရှိရဲ့မိဘအတိုင်းလဲကိုယ်ကလေးကိုယောဂမရှိဘူးဆိုပြီးတော့ပြစ်မှတ်ထားပဲကြူးဆိုင်ကြပါ။ကလေးတက်နေပြီဆိုရင်လည်းမပေါ်ကြပါနဲ့။အခုသားလေးလိုအဖြစ်ဆုံးနဲ့မကြုံရအောင်ဘေဘီလေးတွေကိုကြူးဆိုင်ကြဖို့ပြန်လည်မျှဝေပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ရှီယောင်ရီတချို့ကြောင့်အသက်ပင်းနဲ့ကြုံလာရတဲ့ဆယ်ကျော်သက်အရွယ်မိန်းကလေးအလုံးမင်းမိန်းမပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့နိုင်ငံမှာတော့အခုနောက်ပိုင်းလူတွေရဲ့အသက်ကတန်ကြီးအမဲ့ဆုံးဖြစ်လာခဲ့ပါပြီ။ဒါအပြင်ဈေးရုံကဆရာဝန်တွေရဲ့ပုံရုံမှုကြောင့်အသက်မဆုံးသင့်မဲဆုံးရှုံးလိုက်ရတဲ့လူပေါင်းလေးမရေတွက်နိုင်အောင်ကိုများပြားလာခဲ့ပါပြီ။ အခုတခါမှလည်းအသက်ဘေးကတည်တည်လေးလှုပ်ခဲရကြောင်းနဲ့နောက်လူတွေတတိထားနိုင်အောင်လူနာရှင်အမကအခုလိုပဲပြောပြလာတာပါလူနာရှင်ကတော့စီးရုံတွေရဲ့ပေါ်စားမှုတွေကိုမပြောတော့ဘဲနေမလို့ဒါမဲ့လည်းတည်တင်ပြီးအားလုံးတတိထားရအောင်လို့ပါကျမရင်နဲ့ပတ်တန်ရင်ပေါ်လို့မရပါဘူးအားလုံးလည်းကျမတို့လိုမဖြစ်ရအောင်တင်ပြရပါတကယ်ပဲနောက်မှထပွင့်တဲ့ပုဂ္ဂလိကစီးရုံစီးကန်းငယ်ရီဆိုပို့တော်ရုံလို့မရဘူးဆိုတာဒီကနေ့မှပို့တည်ခဲ့ရရင်အဲရညမလေးအငယ်ဆုံးလေးက24ရက်နေ့ညမှာ ိုက်စားအောင်လာခဲ့ပါတယ်။ပုံမှန်အောက်နေကြပုံစံနဲ့စဖြစ်ပေမဲ့လည်းဒီတခါသူအောင်နာစင်းယုံတန်တရားမဲပုံလို ဖြစ်နေပြီးမျက်ခုံတွေမျက်တောင်တွေကအစကောင်းကောင်းမခံနိုင်တော့လို့25ရင်းနေမနက်မှာအိနာလိုင်တော်ဝင်စင်းယုံသားခဲ့ပါတယ်။အဲဒီရောက်တော့အစိုင်းနဲ့ဦးလန်းချောင်းဆရာဝန်ကပူတက်ရောက်လာဆိုပြီးတန်းပြောပါတယ်။ခွဲစိတ်ရမယ်ပြောတော့ကျမတို့လည်းအချိန်မလင့်ခင်မှာခွဲမယ်ပြောတော့ တီးတန့်ခံမရသေးလို့ဆီအားလည်းရက်ချင်းပြန်ကြည့်ပြီးမှပြန်ပြောမယ်ပြောပြီးကျမတို့စိတ်ချရအောင်ဟောမှထားပါ යි အဲ့ချိန်တညလုံးနဲ့ဘိုင်းအောင်နေရဲ့ကလေးရဲ့ကရင်ကိုဘေးရသူတွေကခဏနလာဆောင်လိုက်တွန်းလိုက်နဲ့ပြောလို့လည်းမရပဲတညလုံးအတော်ခံလိုက်ရဲ့ဒီလိုနဲ့26ရက်နေ့မနက်ကျတော့ခွဲဖို့တည်ချပေးမယ်အခန်းထဲမရသလိုဆီအားလည်းလာမကြည့်အားသေးလို့ပုံလေးကနေနောက်စည်းရုံဖြစ်တဲ့ခိုင်စည်းရုံကိုပြောင်းခိုင်းပါ යි ပွဲရအိတ်မှာစားလာပါပဲ။ခံရောက်တော့မှအထွာဆောင်ရိုက်တဲ့ဆက်မရှိလို့ချမ်းသာကြီးစေရင်ကို ပြေးပြီးထက်ရိုက်ခဲ့ရပါ යි ။အမှန်ကျစီဖြစ်နေပေမဲ့လူအများကြီးကိုတန်းစီစောင့်နေရသေးပါပဲ။အိမ်လုံးနဲ့အလှဲကြရိုက်မယ်ဆိုတော့ရိုက်ပြီးမဲ့စရာဟူတက်ပေါက်သွားပြီးပြောလို့ကျမတို့လည်းအ мян ဆုံးခွဲပြီးပို့ခိုင်ကြီးရုံကိုပြေးလာပြီးဆရာဝန်တွေဘယ်ချိန်ခွမ်းမလဲဆိုတာမေးတော့ဆရာနှစ်နာရီခွဲလာမယ်ပြောပါ යි ။အဲ့ကနေအချိန်ကြာတော့ရောက်မလာပဲ။ သုံးခွဲဆိုပြီးထက်ချင်းပါရဲ့ဂျားရဲမှာသူတို့ကလိုင်တော်ဝင်ကနေထိုးပေးလိုက်တဲ့ဈေးတွေကိုတိကျမမြင်တာလားမမေးမိဟာလားကော်နက်ရှင်ပြတ်နေလားမသိပဲထိုးပြီးဈေးတွေထပ်ထိုးမယ်လို့လို့ကျမတို့ကဘာကြီးလဲမေးတော့မှတိုက်ကြည့်ပါအောင်ဆိုလို့မလို့တော့ဘူးထိုးပြီးသားဖြစ်နေရပါကန်တီလို့ဈေးမမထိုးမိတာအချိန်မီသွားတယ် အဲ့လိုကကလေးကဆောင်ရင်လည်းပိုပိုအောင်လာလို့ကျမလည်းသူတို့ကိုတိချာမေးမြန်းပြီးဆရာရောက်နိုင်တာတိချာလာပြီးတော့၄နိုင်မှဖြစ်သွားပါပြီ။မထူးတော့နဲ့ကျမလည်းအချိန်ထက်မဆောင်နိုင်တော့လို့စီးရုံပဲပြောင်းပေးပါ။ဒီမှာဆက်မထားနိုင်ဘူး။အတန်းနဲ့ရင်ထားရကျမတို့ကလေးနဲ့စီးရုံဘက်ကဒီလေးနဲ့အဆင်မပြေတော့ဘူးဆိုတော့ကိုမရပဲ။ခွဲခန်းထဲမှာမိစည်းဆရာမကရောက်နေနေပြီဆိုပြီးကလေးကိုဆွဲခေါ်သွားတယ်။စီးထိုးဖို့ပြင်နေတဲ့အချိန်ကျမလည်းခွဲစည်းဆရာဝင်မလာသေးပဲဒါဘလို့မှမဖြစ်နိုင်ဘူး။ ရက်ပေးဖို့အကြောက်ကန်ကြီးသူတို့ဘကလှုပ်ပေးလိုက်ကလေးကအသက်အငယ်တောင်ရှိနေဆိုပါဤဒါပေမဲ့လည်းကျမတော့ဘာဖြစ်ဖြစ်တန်းလိုက်မယ်ပြောင်းမယ်လို့ပြောပြီးပြောင်းလာခဲ့ပါဤအဲ့ကနေပန်းလိုက်ရောက်တော့24နာရီစာချင်းတွေရော့သက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်မင်းဆွေးနွေးပြီးလိုအပ်တာချစ်စေလိုက်တော့ကလေးကခွဲစိတ်ဖို့လည်းမလိုသလိုဦးတက်ချီရောက်နေရမဟုတ်ပါဘူး ဟူတက်ပေါက်တယ်လို့ပြောဆိုချက်ကလည်းမှားယွင်းနေခဲ့ပါ යි CT scan ရောအထရာဆိုင်းရောထပ်ရိုက်တော့သိခဲ့ရပါ යි တကယ်ဖြစ်နေတဲ့ရောဂါဆီယဝင်းနေဝိုင်းဝင်းအဖြစ်ရှာနေကြတာနည်းနည်းတော့လူနာပုတ်ခမ်းရပြီမဲ့ရောဂါရှာလိုက်တော့တွေ့တာကမုတ်ချိုအိမ်ရောက်ပြီးတိုက်ဖိုက်ဖြစ်နေတယ်လို့ပြောပါ යි ရောဂါတွေ့ရနဲ့စေပီစီတောက်ချက်ချင်းလို့တော့ကလီယာတော်တော်လေးတက်တာလာခဲ့ပါ යි ကျမသာဆုံးဖြတ်ချက်မှာပြီးသူတို့အခွဲကိုသာစောင့်ခင် ်ဦးတက်တာမှာပြန်မိပြီးဘိုက်ကိုဖွင့်ခဲ့မယ်ဆိုရင်လက်ရှိဖြစ်နေတဲ့ယောဂရီကဘာမှသက်ဆိုင်မှုမရှိဘဲပုံဆိုးရွာပြီးအသက်တောင်ကယ်နိုင်တော့မယ်မထင်ပါဘူး။နေလားညလားဖြစ်ကုန်မှာပါ။တနေ့တည်းမှာဈေးရုံလေးရုံပြေးခဲ့ရပြီးဆရာဝန်လေးရဲ့မိုင်းနဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်မသိရင်လူနာတွေဘလောက်ခံရပြီးပြီလဲဆိုရဲမာရင်ကူတာမှုတွေကြောင့်ရင် private hospital တွေကိုမရွေးချယ်နိုင်ရင်ကလူတွေအသက်တွေဘလောက်တောင်ပိဆက်ရမှာလဲအဲ့လိုနဲ့ခက်ပြက်ကြီးတဲ့မှာ အပုံးဆရာဝန်အနေနဲ့မတွေ့ကြပါစေနဲ့လို့ပဲဆုတောင်းပေးပါရဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအသိပေးလာတာပဲဖြစ်ပါ යි ။ဘာပဲဖြစ်ဖြစ်ကံကောင်းလို့ပဲဆိုရမှာပါ။နို့မို့သားဆိုဆရာဝန်သာနောက်မကျရင်ခွဲစိတ်တာအထမြောက်ပြီးဘာရီဆက်ဖြစ်သွားမလဲဆိုတာကတော့မတွေ့ရဲစရာပါပဲနော်။အခုလိုဆရာဝန်မျိုးတွေနဲ့ရောဘလောက်တောင်ကြုံနေကြရပြီလဲဘလောက်ထိအသက်တွေပြီးစားလိုက်ရပြီပြီလဲအမြင်လေးကုန်နဲ့ပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်